ားလုံးပဲမင်္ဂလာပါဗျာ။ကောင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့အာဆီယံအစည်းအဝေးမှာစစ်ကောင်စီနဲ့ပတ်သက်ပြီးသတင်းထူးများတင်ပြလာတဲ့မတ်တက်တဲ့ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာမတ်တက်တဲ့ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအတိုးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ နောက်ပိုင်းမှာဒီ nation နိုင်ငံမှာပြုလုပ်တဲ့နော် NGO တွေစုပေါင်းပြီးတော့ပြုလုပ်တဲ့နောက်ထပ်တုံးသက်ချက်တွေပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီဘွယ်ကိုတက်ရောက်ခွင့်ရခဲ့တယ်။အဲ့မှာကျွန်မလိုက်လဲခွင့်လာဒီတော့မှလည်းလိုက်ခွင့်တယ်ပေါ့နော်။ဒီ Facebook မှာလည်းကျွန်မလိုက်ခွင့်တယ်ဆိုတော့အဲ့မှာအများကြီးပဲပြောထားကြတာရှိတယ်။ဘာတွေဆွေးနွေးကြတယ်၊ဘာတွေပြောသွားကြတယ်ဆိုတော့ဟိုဒီလိုလာပြီးတော့ဟိုပြောထားကြတယ်လို့ရှိပေါ့နော်။ဒါကြောင့်မို့ကျွန်မဒီဗီဒီယိုလေးကိုထပ်ပြီးဒီမေးခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်မအတုံချုံလေးပဲပြောမယ်ပေါ့ရှင်နော်။အားလုံးကတော့အဲ့မှာဟိုပေါင်ဝင်တဲ့ဟိုပေါင်ခွင့်ရတဲ့လူတွေဆိုလို့ရှိရင်ဖွဲ့စည်းရဆိုလို့ရှိရင်ဒါမေးရှာရောက်နေတဲ့တိုင်းရင်းသားဖွဲ့စည်းလေးပါမယ်။မြန်မာတိုင်းရင်းသားဖွဲ့စည်းလေးပါမယ်။ပြည်ညွန်အိတ်စီကပါမယ်။ ီမှာအရေးပတ်ကိုကင်တွယ်ဖြေရှင်းနေတယ်အဖွဲ့စည်းတော်တော်များများပါလာတယ်ပေါ့ရှင်ဒီမလေးရှားနိုင်ငံကဒီအဲကလေးတငယ်စောက်ချောက်ရေးတို့နော်အဲအမျိုးသမီးအခွင့်အရေးတို့ဒီလိုဖွဲ့စည်းရေးလည်းပါလာတယ်ပေါ့အဖွဲ့စည်းတော်တော်ဆောင်ပါတယ်နိုင်ငံတကာလောက်ရှားသူများမြန်မာအရေးကိုလောက်ကန်နေများလဲတော့တက်ရောက်ခွင့်ရရတယ်ပေါ့နော်ဆိုတော့ကျွန်မတို့လည်းတက်ရောက်ခွင့်ရခဲ့တယ်ဆိုတော့အဲ့ဒီမှာဗာလီပြောပါလိမ့်ဆိုလို့ရှိရင်လေးရှားလွတ်တော်အမှတ်ပြောလာကိုကျွန်မ highlight လုပ်မယ်တော်မြင်များတော့ဒီမဟာလာစေအုပ်စုရဲ့လုပ်ရဟာမတရားဘူးဆိုတော့မိမောင်းထုတ်ပြတော့တဲ့ဟာတွေပဲပြောသွားရပေါ့နော်ဒါအားလုံးကစေလို့ရုံးမှာပဲနော်ဒီရွက်ကောက်ပွဲကိုလည်းလက်ခံနိုင်မှုဆိုတဲ့အကြောင်းပြောသွားရုံးမှာအဓိကပြောသွားတာကတော့ဒီ မူဝါဒ၅ချက်ပေါ့နော်အာဆီယံကဆက်မပေးထားတဲ့မူဝါဒ၅ချက်ကအလုံးမဖြစ်ဘူးဒီကပို့ပြီးတော့အဲလုတ်ဆောင်တင်နေဆိုတဲ့အကြောင်းကိုတိုက်တွန်းသွားတာဖြစ်တယ်ပေါ့နော်အရေးယူတင်နေပြောသွားတာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့ကျမအစိတ်ဆုံးကတော့ဘာလဲဆိုလို့ရှိရင်ညီမအရင်မှာတော့အများကြီးကော်ပီးနေတယ်ဒီမလေးရှားနိုင်ငံဘက်က တော်တော်အမတ်မစ္စတာဝန်ချမ်းရဲ့စကားကိုကျွန်မတိုက်တယ်ပေါ့နော်။သူကဘာပြောလဲဆိုလို့ရှိရင်မအားလားမလား။နော်ဒီမလေးရှားမှာအာဆီယံစည်းဝေးမှာတက်ချက်လာတယ်တက်ချက်လုပ်တယ်ပေါ့နော်။အာဆီယံစည်းဝေးလေတိုင်းမှာဥမာထိုင်းမှာလုပ်တဲ့အာဆီယံစည်းဝေးဆိုလို့ရှိရင်လည်းသူကြောက်လာပြီးတော့မှသူပြောတဲ့စကားတွေကအဲဒီအာဆီယံဆုံးဖြတ်ချက်တွေကိုသူလက်ခံပါတယ်။နော်အရင်ဆုံးနဲ့ကနေဘဝရမအချက်ကိုချမှတ်တဲ့ချိန်မှာလည်းသူကိုယ်တိုင်လက်ခံသွားတယ်သူကိုယ်တိုင်သဘောတူသွားပြီးတော့မှမြန်မာပြည်ပြန်ရောက်တာနဲ့ပြည်ထောင်မှာကြာဖို့အချက်ချင်းပုံကျဲတယ်ပေါ့နော်။ဒီလိုမျိုး စီးမဆောင်တဲ့လူရဲ့ဒီဘာမှစီးကန်လိုက်မလာတဲ့လူတယောက်ကိုဟိုစီးရင်နဲ့ထည့်စရာမလိုတော့ဘူးဆိုတဲ့အကြောင်းရယ်နောက်တစ်ချက်ကဒီအိုးထင်းရွာအသိစားပေါ့နော်သူတို့ဒီဒီကနေ့တော့ရှိအိုးထင်းရွာလိုမျိုးစင်သူဂျုံမဖြစ်စင်နေတာတလုံးနေမှာဒီမှာနောက်လျှောက်ဒီလေးနှစ်တန်တိုင်းမှာကျွလုံနေတဲ့အဖြစ်တွေအများကြီးပဲရှိရဲဥမာကျွန်တော်လူတွေအစုလိုက်ပြုံလိုက်မီရှိုးတက်တာလေအဲ့ဒီတိတ်တာတွေကလုံးဝလက်မခံနိုင်တဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့ဒါတွေကိုအာဆီယံနေနဲ့ကရဏနာမသိခဲ့ဘူးဒါပေမဲ့ခုနောက်ပိုင်းမှာဖြစ်လာတဲ့ဒီ2025အတွင်းထဲမှာဖြစ်လာတဲ့မလင်ဘေးမှာဘုံတဲတဲ့ကိစ္စတွေနော်အိုးထင်းရွာပိတ်စားပေါ့နော်ဒီစာတင်ကောင်းမှကလေးတွေကိုအယောက်20ကျော်တက်ဖြတ်တဲ့အထိကိုဘုံနဲ့ဟိုဒုက္ခပေးခဲ့တဲ့အကြောင်းအရာတွေဒါတွေကိုအာဆီယံအနေနဲ့အဲ့ဒီစတာလေးသိထားတယ်န ော်ဒီတက်ပုံတက်တည်လေးလည်းသိထားတယ်ဆိုတဲ့အခါကျတော့တော်လေးကိုနားလေသဘောပေါက်နေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့သူကအဲ့ဒီလိုမျိုးပြောသွားတာပါကျွန်တော်တို့ဒီမြန်မာနိုင်ငံပြည်သူတွေဒုက္ခရောက်နေခြင်းဒီနော်ဒီအာဏာသိမ်းမှုကြောင့်ဖြစ်တယ်ဆိုရရင်နောက်ပြီးတော့ဒီကျွန်တော်တို့ကလေးကိုပေါ့နော်အပြစ်မဲ့ကလေးကိုပုံကျဲတက်ဖြစ်နေဒီကျင်းကြည့်လေဒါဘလို့မှလက်ခံလို့မရတဲ့အပိုင်းဖြစ်နေဆိုရရယ်နော်ဒီထက်ပို့ပြီးတော့မှဟိုအာဆီယံချမှတ်ထားတဲ့ပူဝါဒ၅ချက်ထက်ပို့ပြီးတော့မှအဲ အရေးယူမှုတွေလုပ်သင့်တယ်ဆိုတဲ့အကြောင်းလေးကိုသူက highlight လုပ်ပြီးပြောသွားတာဖြစ်တယ်ပေါ့နော်မိန်းမပြည်သူလူထုကိုလည်းတိရပုံပြီးတော့မှအကူအညီမှုတွေပေးသင့်တယ်အာဆီယံအနေနဲ့တိကျဆောင်ရွက်သင့်တယ်ဆိုတဲ့အကြောင်းလေးကိုပြောသွားခြင်းဖြစ်ပါတယ်အဓိကတော့ဒါပါပဲပေါ့နော်ဆိုတော့တခြားအဖွဲ့အစည်းတွေလည်းဒီလိုပဲဒီအတီးတောင်းကိုပဲပြောသွားတာဖြစ်တယ်ပေါ့နော်အာစစ်ကောင်စီရဲ့ဒီလူကောက်ပွဲဆိုတာလေမြန်မာနိုင်ငံမြန်မာပြည်သူတွေအတွက်အဖြေမဟုတ်ဘူးဆိုတဲ့ဟာပြည်သူတွေဟာအခုဆိုလို့ရှိရင်ဒါအရင်ကမှဒါလေးနှစ်တန်တိုင်းဗစ်နက်ခံခံပြီးတော့ပေါ့နော်ဒုက္ခတွေဒုက္ခတွေခံပြီးတော့မှဒါတွန်းလှန်နေတဲ့လက်ဟာကိုလေမျက်နှာမူရမယ်ဒီရဲ့ဘောတရားကိုလေဘောတရားကိုလေမျက်နှာမူရမယ်ဆိုတဲ့အကြောင်းကို highlight လုပ်ပြီးပြောရတာဖြစ်တယ်ပေါ့နော်အဲ့မှာဒီမှာပြောချင်တာလဲဆိုတော့ ဒီလိုမျိုးသိဆုံးဆွေးနွေးမှုတွေဒီလိုမျိုးအတန်ဒီလူထုကြားမှာအတန်ထုတ်လာရတဲ့ဆိုတဲ့ဟာတွေကခုနောက်ပိုင်းမှာမြင်လာတွေ့လာရတယ်။အရင်ကဆိုလို့ရှိရင်ဒါမျိုးတွေမလုပ်ဘူး။ကျမတို့ ဟိုမြန်မာအတိုင်းဝိုင်းနဲ့လည်းတိတ်ပြီးတော့ဆက်ဆံတာမျိုးရှိခဲ့ပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဆက်ဆံလာတယ်ကျမတို့လည်းစကားပြောလာတယ်ဟိုထိတွေ့လာတယ်တိုင်းသားအဖွဲ့စည်းတွေအပေါင်းဝင်လာတယ်ဒါမြန်မာဘက်ကတက်တော်လှုပ်ရှားသူတွေအဖွဲ့စည်းတွေတော်တော်များများနဲ့ချိတ်ဆက်ပြီးတော့ဒီတောင်းတွေဝှစုနေလာတာရှိရပေါ့နော်ဒါကရလက်တစ်ခုပဲဖြစ်တယ်ကောင်းကောင်းတော်ရလက်တစ်ခုပဲဖြစ်တယ်ပေါ့နော်ကျမတို့ကအစိုးရတရက်ကိုဖိအားပေးတဲ့နေရာမှာကျမတို့ကပြည်သူရဲ့အတန်ပြည်သူလက်ရှိခံစားနေတဲ့အရာတွေကိုပဲအတက်နိုင်ဆုံးကျမတို့ကအချက်လက်ခိုင်ခိုင်လုံလုံနဲ့တင်ပြနိုင်ဖို့ကလည်းအရေးကြီးတယ်အဲ့ဒီလိုတင်ပြမှဘက်ပေါင်းတော်ကနေကျမတို့ကဟို ုနဲ့စိတ်ဆက်မိတာကအခုအကောင့်ကြီးကြီးပဲဖြစ်အကောင့်သေးသေးပဲဖြစ်ပြီးသူလူထုပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ကတက်နိုင်တဲ့လောက်တာကိုသတင်းထုတ်ပေးနေလို့လုပ်ရဲဒီလိုမျိုးကိုလည်းကျမတို့ဒီ relation နိုင်ငံမှာရှိနေတဲ့တော်လိုင်းသမားတွေနိုင်ငံသားတွေလှုပ်ဆောင်နေကြတယ်အဲ့ဒီအတွက်ရလာတယ်ရလာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတိုင်းရိုက်ထိတ်တိတ်ထိတ်တိတ်ဆက်ဆံလာတာဟာကျမတို့တော်လိုင်းရေးတော့ကတော့အရန်ကောင်းနေကျမတို့အတန်ထုတ်ပေးနေလေလေတော့သူတို့တွေကပို့ပြီးတော့လေ့လာနေနေဖြစ်မယ်တုံးသက်လေးလေးဖြစ်မယ်ပြီးလို့ရှိရင်တို့လွတ်တော်မှာဆွေးနွေးတဲ့အခါကျလို့ရှိရင်ဒီပိစားလေးကိုဒါတခုခေတ်ကဆွေးနွေးလာတယ်အခုနောက်ပိုင်းမှာပို့ပြီးတော့သိလာရတယ်ပေါ့ဒီတော့ကျမတို့စာရီတင်တာပဲဒါပေမဲ့ဒါတွေကမထိရောက်ခဲ့ဘူးသူတို့ ဒီဘေးရှောင်းမှာလည်းသူ့အဖွဲ့နဲ့သူ့ဟာလည်းသူကရှင်းနှစ်ဖက်ဆိုတာရှိရယ်ဘယ်နိုင်ငံမှာဖြစ်ဖြစ်ရှိရယ်ပေါ့နော်အဲ့လိုလုံဆွဲနေတာရှိရယ်အဲ့တော့ကျွန်တော်တို့ပေးလိုက်တယ်ပေးပို့လိုက်တယ်တက်တိတ်ချက်လက်တွေကိုတို့တော့ရောက်ချင်တဲ့အချိန်မှလည်းရောက်တာရောက်မရောက်တဲ့အခါတွေကအုံများရယ်ပေါ့ရှင်ဒါပေမဲ့အခုနောက်ပိုင်းကအဲ့လိုမဟုတ်ဘူးနေတော့ကျွန်တော်ပြည်သူရှီကထုတ်တဲ့အတန်ကိုတိုးစီကိုရောက်ရောက်အောင်ပို့ပေးနေရယ်ဒီအဖွဲ့စီရှိရယ်ပေါ့နော်တို့ဒါကိုလည်းတို့လက်ခံတဲ့အခါကျတော့ဒီလက်လက်မျိုးကြီးရလာတာဖြစ်ပါတယ်အဲ့တော့ အစီရင်အစီဝေးနောက်ဆက်တွဲလုပ်တယ်เนาะဒါပြည်သူလူထုနဲ့ထိတွေ့ပြီးတော့ဟိုပြောတဲ့အဲ့မှာသတင်းမီဒီယာတွေလည်းပါတယ်ဆိုတော့ဒါဒီအတန်တွေကလည်းဒါမလေးရှားနိုင်ငံရဲ့သတင်းမီဒီယာတွေဒီမှာရောက်ချီတော့မှာပဲပေါ့เนาะအဲ့တော့ဒါအရန်ကောင်းနေဆိုတာကိုဒီမှာနေပြောချင်တယ်ပေါ့เนาะကျွန်တော်တို့ကအားတရဖြစ်တယ်ဒီလိုပဲတခြားနိုင်ငံမှာရှိနေတဲ့เนาะဒီနိုင်ငံရေးတက်တော့လှုပ်ရှားသူတွေကလည်းကိုယ်ရောက်နေတဲ့နေရာကနေပြီးတော့ကိုယ်တောင်းဝင်ကိုချိန်မအောင်ကန့်ဆောင်စေချင်တယ်ပေါ့เนาะဆိုတော့အားလုံးကတော်လိုင်းရင်းမှာတက်တက်ကြွကြွနဲ့ပါဝင်နေကြတာကျွန်တော်တို့သိလဲသိတယ်ပေါ့เนาะကျွန်တော်တို့ကိုယ်တိုင်လည်းဒါဟိုပြည်သူတွေပဲအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုရောက်နေတဲ့နေရာမှာတော့ကိုနိုင်ငံတို့ကိုလုတ်ပေးနိုင်တာလုတ်ပေးမယ်ဆိုတော့စိတ်နဲ့လည်းကျွန်တော်တို့တွန်းနေတာဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံတကာမှာရှိနေတဲ့ကျွန်တော်တို့နော်ဒီအမှန်တရားကိုညှင်းလို့ဒီများဒီတော်လှန်ရေးအတွက် ပေါင်းရင်လှုပ်ရှားနေကြများကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရအောင်တွန်းပါရအောင်တိုးပါ အဲ့လိုပဲကျွန်တော်တို့ထောက်ပို့နဲ့ပတ်သက်ပြီးတော့လေအခုလုပ်နေတဲ့ campaign တွေအယူဂျီရလုပ်နေတဲ့ campaign တွေကိုတက်နိုင်လောက်များများလေးပတ်ဖို့စီတင်နေတယ်။ဘာလို့ကအယူဂျီရလှုပ်ဆောင်မှုအများအားကောင်းလာပြီးတော့မှဒါကျွန်တော်တို့နောက်ပိုင်းမှာဆိုကြားရတဲ့သတင်းတွေကဒီဒီဟာကိုရေးဦးလေးနဲ့လေအများကြီးဆွတ်ဆွတ်မှုတွေဒီတစ်ပို့ပြီးတော့ပေါ့နော်အစိုးရဒီချက်ပို့တဲ့အစိုးရပေါ့ရှင်နော်အခုမှအယူဂျီတက်ပို့တဲ့အစိုးရတရက်ပေါ်ထွန်းလာဖို့အတွက်ကိုလေဒါတို့စူးစမ်းနေတယ်ဆွေးနွေးနေကြတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော် အဲ့ဒီနေ့လည်းဖတ်လိုက်ဆိုလေဒါကျွန်တော်တို့ဒီလိုအကြအကျဉ်းဆုံးဖြစ်တယ်ကျွန်တော်တို့ဒီလိုရဲ့ဆန္ဒဖြစ်တယ်ဒီအတိုင်းကသွားမယ်ဆိုလို့ရှိရင်မကြခင်မှာကျွန်တော်တို့တော်လန်ရေးတာအောင်ပွဲနဲ့စတဲ့ရမှာဖြစ်ပါတော့နော်အဲ့တော့အားလုံးဒီလိုအားလုံးအတင်းနာကြပါနောက်တစ်ခုကဒေယုဆိုင်ကြပါမြန်မာပြည်တွင်းထဲမှာရှိနေတဲ့လူတွေနော်ဒီဥမာထိုင်းနိုင်ငံနဲ့နီးကပ်တဲ့ထောက်ပို့တွေရဲ့အရန်ဒေယုဆိုင်စေခြင်းလေပေါ့နော်မအားလားတို့ဟာအရန်ရုံမာတယ်သူတို့ရှုံးနေလေလေပုံပြီးရုံမာနေလေဖြစ်တယ်ပေါ့နော်တာလီတာလီတို့ရဲ့အရှုံးတွေကလည်းမြင်တွေ့နေရတာလေနော်ဒါအာဆီယံရဲ့ဆုံးဖြတ်ချက်ဆိုလို့ရှိရင်သူတို့ နော်သူတို့တော့ကတော့ဒါကြီးကဟိုလောင်စရာကြီးပေါ့ဒီမနေ့ကတမတင်လိုက်တဲ့ဗီဒီယိုဖိုင်တွေကပတ်သက်ပြီးတော့နော်ကိုပဲရောက်မှလောင်နေရတယ်လို့လည်းသိကြရတယ်ကျေးဇူးတင်ပါတယ်အဲ့လိုလောင်နေတဲ့အတွက်ပေါ့နော်အဲ့တော့ထပ်ပြီးတော့လောင်အောင်လေကျွန်တော်တို့ဒါထပ်ပြီးတော့ပြောပေးတာပေါ့ရှင်နော်ကျွန်တော်တို့ကဒီထက်ပိုတဲ့ เนาะလှုပ်ဆောင်ခုနေတယ်ကျမတို့ကတက်နိုင်တော့ဒီဘက်မှာကျမတို့ချောင်းနေတဲ့နိုင်ငံမှာတော့ကျမတို့အတောင်တရအောင်လှုပ်ဆောင်ပါမှာဖြစ်ပါတယ်ဆက်ပြီးတော့လေလှုပ်ဖို့ရအနိုင်ရှိတယ်เนาะ UN အနေနဲ့လည်းအဲ့ဒီတော့တက်လာတယ်မြန်မာအရေးကိုကင်ွယ်ဖြည့်ရှင်းနေတဲ့အမျိုးသမီး Miss Media ဖန်ဆိုလို့ရှိရင်ဒါမြန်မာအရေးကိုပဲအဆောင်ပေးပြီးတော့ပြောသွားတယ်မြန်မာပြည်သူတွေကိုပြည်ဖို့နဲ့ဒီအာဏာရှင်အာဏာရှင်တွေကိုအာဆီယံအနေနဲ့ပေါ့เนาะ ထိရောက်တဲ့အရေးယူမှုတွေလုပ်ပြနေတယ်ဆိုတာအကြံပေးပါတယ်ဒါအရန်ကောင်းတဲ့အတန်လေးဖြစ်နေပေါ့နော်တကယ်ကိုမှဒီဒီလေးပုံစံကြီးကထုတ်လာတဲ့အတန်လေးဖြစ်တယ်ဒါကိုကြည့်ကြည့်အားဖြင့်နောက်ထပ်အလားလာလေးလည်းပို့ကောင်းလာမယ်လို့ပြောကြရင်လည်းဒီဗီဒီယိုလေးနဲ့ရှင်းပြလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်